ခံစားချက်ဆိုတာသင်တလို့ရေးမကြည့်ပါခံစားချက်ဆိုတဲ့အရာကျွန်တော်တို့အတွက်ဘာရီမှန်တယ်လဲမှားတယ်လဲဆိုတာကိုတီးဖို့တော့ပဲအသုံးဝင်တယ်မိတဲ့လက်ချက်မိရဲ့ပူကနေဖြစ်သွားတဲ့ခံစားမှုကြောင့်နောက်တစ်ခါချက်မလို့ရတော့တယောက်တည်းဖြစ်နေခံစားရတဲ့အခြေချက်မှုကြောင့်လူတွေနဲ့ဝေးစီတဲ့အရာတွေချက်မလို့တော့ဒီခံစားချက်တွေဟာကျွန်တော်တို့ကိုဆုံးဖြတ်ချက်အစ်စ်တွေရှာဖို့တိုက်တွန်းမှုတွေတသက်သက်ဖြစ်တယ်ဒီလိုပြောရဲဆိုတာခမရိုးရဲ့ဝန်내စရာအချိန်တွေကို ပုတ်ပုတ်ပြက်ပြက်ပဲထင်လို့ပြောတာမဟုတ်စိတ်ညစ်တယ်စိတ်ဆင်းရဲဆိုတာမရှင်းရသေးတဲ့ပြဿနာတွေရှိနေတဲ့အကြောင်းအုံနောက်ကသတင်းပို့နေတာဒီလိုခံစားရတယ်ဆိုတာတခုခုလှုပ်တင်နေပြီဆိုတာကိုအချက်ပြနေတာစိတ်ချမ်းသာစရာခံစားချက်တွေကြတော့လှုပ်တင်လှုပ်ထိုက်တာတခုကိုလုံနိုင်လို့စုပေးသလိုပဲစိတ်ချမ်းသာတဲ့အချိန်တွေဆိုခံစားချက်ကရိုးရိုးလေးအမထလို့ဆရာမလို့ဒါပေမဲ့ချိန်တန်တော့လေအရာအလုံးလိုပဲဒီပျော်ရွှင်မှုကပျောက်သွားမှလည်း အခက်အခဲတွေကနှောင်းမှာခံစားချက်ဆိုတာကျွန်တော်တို့ဘဝရဲ့အစိတ်ပိုင်းတစ်ခုမြင်မြခြင်းရဲ့အပိုင်းအစတစ်ခုလောက်ပဲနောက်ဆုံးအဖြေတော့မဟုတ်တစ်ခုခုကကောင်းတဲ့ခံစားချက်ပေးရတယ်တကယ်ကြီးကောင်းနေတာဟုတ်ချင်မှာဟုတ်မယ်ဆူဆူရွရွခံစားရလို့လေတကယ်ဆိုးချင်မှာဆိုးမယ်ခံစားချက်တွေကအချက်ပြမျိုးတွေတတ်တတ်ပဲတိကျတဲ့အဖြေမဟုတ်ဒါကြောင့်ခံစားချက်မှန်တဲ့မြောက်ကိုတက်အကြီးယုံစားနေလို့မရဘူး။ဖြစ်နိုင်ရင်ခံစားချက်တွေကို မြေမီကုန်ထုတ်နေတဲ့လူတော်တော်များများခံစားချက်တွေကိုလူမှုရေးအရပုံကူရေးအရငင်းချေမှုအရထုတ်ဖော်ပြောခွင့်မရကြဘူးအထူးသဖြင့်မကောင်းတဲ့ခံစားချက်တွေပေါ့ဒါပေမဲ့မကောင်းတဲ့ခံစားချက်တွေကိုသူဝတ်ထားတဲ့အတွက်ချက်ပြမီတွေကလုံးမလုံးတော့ဒါကြောင့်လည်းဒီလိုလူတွေတော်တော်များများအခက်အခဲတွေကြော်ဖြတ်ဖို့ပူယုံကန်နေရတယ်အခက်အခဲတွေကိုမဖြေရှင်းနိုင်တော့ပျော်ဖို့လည်းမဖြစ်နိုင်ဘူးစောစောကပြောသလိုပဲငါကျင်မှုဆိုတာအသုံးဝင်တယ်လေ တဖက်မှာကျတော့ခံစားချက်ကိုခုရုံးလုပ်ပြီးဖြစ်သည်မအကုန်ပုံချနေတဲ့လူတွေရှိနေပြန်တယ်ခံစားချက်ကြောင့်လုံလိုက်တာဆိုပြီးလွှဲချတာမျိုးစိတ်အရင်ဆိုးသွားလို့ကားမှန်လေးရိုက်ခွဲလိုက်မိတာပါဗျာဘလို့မှချိန်မရအောင်ဒါမှမဟုတ်နောက်မိမ့်မှယူတာမရငယ်ချားတာစိတ်ထဲမှာအပြောင်းလဲလေးဖြစ်ချင်လို့ပါဗျာစသဖြင့်စိတ်ခံစားချက်တသက်နဲ့လုံလိုက်တဲ့ဆုံးဖြတ်ချက်ဆိုတာများသောအားဖြင့်တလွဲဖြစ်နေတတ်တယ် တပွားလုံးကိုခန်းစားချက်တွေပုံမှာတိဆောက်ထားတာဘသူတွေလဲသိလားသုံးနှစ်သားကလေးတွေအိမ်မှာမွေးထားတဲ့ခွေးတွေကြောင်းတယ်စိတ်ခန်းစားချက်ကြီးကိုအသေးအံအာကိုပြီးလုပ်တာတွေဘလို့မအောင်မြင်လဲဆိုတော့ခန်းစားချက်ဆိုတာကြာကြာမှမခံတာဘူးဒီနေ့ပြောနေတဲ့ခန်းစားချက်ဆိုတာနှစ်ဖက်အတီးဆက်ပါလာဖို့တိတ်ခတ်တယ်ကျွန်တော်တို့ကိုခန္ဓာကခန်းစားချက်အစ်စ်ကိုဆက်တိုက်ရှာနေတာဘူးပျော်ရွှင်မှုဆိုတဲ့ခန်းစားချက်နောက်ဆက်တိုက်လိုက်နေတယ် အစ်စ်အစ်စ်ကိုလိုချင်တဲ့လောဘကမရက်တော့အင်းအစ်စ်ကားအစ်စ်အိမ်ထောင်အစ်စ်ကလေးအစ်စ်ဒါကအစ်စ်နောက်ဆုံးတော့ကြိုးစားခဲ့တဲ့ဘာမှသိမထူးမလုံလောက်သေးဘူးလို့ပဲထင်နေမယ်စိတ်ပညာရှင်တွေကဒါကိုခေါ်တာရှိတယ်ဒီဒေါနစ်ထရီမေပျော်ရွှင်မှုအပြည့်စက်တဲ့ဒီရက်စပေါ်မှာလိုပဲအများရန်တော့ကြိုးစားနေတာပဲဘယ်မှမရောက်ဘူးဒုံရင်ကဒုံရင်ဒါကြောင့်ကျွန်တော်တို့ရဲ့ပြဿနာတွေဟာရှောင်ပြေးလို့မသိတဲ့အရာတွေဖြစ်နေတာ ို့အိမ်နောက်ဘက်ဆိုတာကိုနဲ့ရန်ဖြစ်မဲ့သူကို့အိမ်ဟာကို့အမြဲပြင့်စင်နေရမယ့်နေရာကို့အကြိုက်ဆုံးအလို့ဆိုတာကို့ပင်မန်းစင်မဲ့နေရာအရာအလုံးမှာယူတိုင်းယူတိုင်းပြန်ပေးရမယ့်ဟာကပါလာပြီသားစိတ်ချမ်းသာကြမှန်သမျှစိတ်ညစ်ဆန်နဲ့တွဲလာမှာပဲကိုရလက်သမျှတွေအကုန်လုံးဟာအချိန်မှာကိုဆုံးရှုံးရမယ့်ဟာတွေစိတ်ခါခါကြီးလို့တော့ဖြစ်နေမယ်လူတိုင်းကတော့ထာဝရပျော်ရွှင်မှုဆိုတာကိုတကယ်ရှိစေချင်ပါပဲဒုက္ခမှန်မြတ်ကင်းဝေးမဲ့နေရာကိုတွားချင်တာကြည့်ပဲ ဘသူမဆိုဘဝမှာအရာရာကိုဂျင်းနဲ့အာရစိတ်ချမ်းသာစွာဖြတ်တန်းခြင်းတာပဲဒါပေမဲ့မဖြစ်နိုင်